15ရက်နေ့ဒကြံကြက်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 ဒကြံကြက်နေဦးရင်အဖြောင်းမြို့ကိုရောက်လာတာပါပြောချင်တာကတော့ဘန်းဘွင့်တောင်ဓမ္မပါရကူကျောင်းတိုက်ဆရာတော်ဒေါက်တာဒူရီယာဒူရီယာတဲ့အဲဒီကျောင်းလေးကိုလာပြီးတော့တရားဟောဦးရင်ဒေါက်တာခေမိဒရာကံလှမ်းပြီးတော့ပင်လို့ဒါအဖြောင်းမြို့အဝင်းမှာပေါ့ဒီမှာဖျားကြီးလဲတဲနေတယ် ခုမငားဝါလာတော့ကျောင်းတက်တန်း၅နှစ်ပဲကျောင်းတက်တန်း၅နှစ်နော်ပြည့်စုံတာရှင်မဲဝန်တာရတာอืมဥက္ကေမိဘုရားဂေါတိကျောင်းဆရာတော်ဗဒ္ဒနအဂဓမမဟာတ္တမဇောတိကသစ္စာမဟာမင်္ဂလာဓမ္မဇောတိကသစ္စာသိဗ္ဗံတ္တပိတာမောဂုတ်ကမ္မရာနာသရိယာမေလဓမ္မသရိယာ ြည်ပင်ဒီဝသာသနာပြုဆရာတော်မှာဝိဒံဘောဓမောနာကိုဒီကြောင်းမှာဟောကြားအခုဒါမြို့တွေကိုသွားပြီးတော့လေ့လာမလို့ဆိုတော့နောက်ကဒေါက်တာခင်မိတ္တရဲ့ဒေါက်တာသူရိယာရဲ့နှစ်ပါးနဲ့တူသွားကြတာပါအဲ့တော့အရှင်မပြောပြပါအောင်အဲတပည့်တော်ကတော့မှတ်တမ်းလေးတွေတင်နေတာ Facebook တင်မယ်ပေါ့လေဘာဖြစ်လဲဆိုတော့ဒီတော့တာနာပြုတဲ့နေရာမှာ တတိယတော့တော့လူဘွားလဲလာတော့အဲဘယ်လိုပြောမလဲမတန်းတင်တာကိုသဘောကျလို့အမှန်တိအောင်လောကကိုစောင့်ရှောက်တာနောက်ပြတတိယတော့တရားဆွေးနွေးခြင်းနဲ့အဲလာခဲ့တာပေါ့ဒါကြောင့်တတိယတော့ဒီမတန်းဝါသနာရဲ့လို့ထင်တယ်အမှန်မဟုတ်တရားသဘောအမှန်တိကျလို့ခရိယန်ဒီအစ္စလမ်ဒီအဲခိမိဒရာဆိုလေဒီလကေကူမစားခင်ခင်အတိုင်းသူတို့တတိယတော့ဒီသူရန်ဘွားမရောက်ခင်တယ်တတိယတော့ အတိအချာဒါကိုခရီးယန်နဲ့အစ္စလမ်အဲ့လိုဖြစ်လာတယ်။ဟောကျန်ဘုရားမရောက်ခင်တည်းရလား။ဟောဒါမင်းကပြောတော့ဟိုကမ္ဘာကြီးမြောက်တဲ့နေရာမှာဘုန်းကြီးပါတယ်ဆရာသမားအေးလေဆရာသမားသူပြောလို့တပည့်တော်ပို့ပြီးရလေးရွာမအောင်။ဟောကမ္ဘာဆရာတော်စီတိုက်ရိုက်လမ်းပြီးတပည့်တော်အဲ့ချိန်မှာကမ္ဘာဆရာတော်ဖေးကြီးကပြောစရာမလိုဘူး။ဘုရားကလူကောလူရဲသွားမလားအေးရော်ဒီမြစ်ကိုသွားမလား။အရေးကြီးတာကောင်းတဲ့နေရာကိုအရင်တန်းတန်းဆောင်ပို့တယ်ဆောင်ဖိတ်တော့ဖိတ်တော့ ဒီဗဒါဟိုအမှန်တည်းမှာရှေးတုန်းကတော့ဒါအဖြောင်းမြို့လိုက်လဲသားဒါတော့ဒါဆိုင်းပုတ်ပြီးရဒါမြို့တင်ပိုင်းပြန်တော့တော့လမ်းဆုံးဟိုဘက်ဘယ်ဘက်ကိုချိုးရင်အရာကြီးတိုင်းပြန်ဩကတ်နေတာပေါ့ဒါမှန်ပါအရာကြီးတိုင်းနေဟိုတန်းခွဲထားနေရောဟိုဘက်ဒနုပြူမြို့နေနဲ့ဩခွဲထားတယ်ဆိုအရင်တော့ဒီဘက်ဒီဖြောက်ကဇလုံမြို့နေဩဩဩဩမှာဒီတိုင်းကြီးမြို့နေဖြစ်တာဇလုံဖွဲ့ခွဲချက်ကူမဂုကဆရာကြီးဦးကျော်စိတ် မရှိတော့ခုနနေ့လေပြောနေအဲ့ဒီနှုတ်မှဒီဥကျော်သိမ်းနာမည်ပြောမိသွားကောင်းပြီဗျာအဲ့တော့အရှင်မြတ်ကဒီကိုရောက်လာဒီငါးဝါအတွင်းမှာဆိုတော့လေအဲဥခေမေဒရာကြီးအခုခေမေဒရာကြီးအောင်ဘလောက်ဘနဝါရအောင်ကြောင်းတဲတာဒီတော့၃နှစ်တော့อืมသူကသူကလည်းသူခွန်သူကနဲ့တဲရတာဗျာမှန်ပါအဲဝါအပြင်းနှုတ်တလောက်တကယ်လုတာဒါပေမဲ့တပြည့်တော့ကြောင်းတိုင်စောတယ် ်ပါဟုတ်ကောတပည့်တော်တေရန်ကျောင်းနေစောလုံးနဲ့တက်တော်အဖျင်းနေလေအရှင်မြတ်ကတော့ခုနလိုငယ်ပြူဝဆိုတော့လေသူလည်းငယ်ပြူပါပဲဒါပေမဲ့တက်တော်ငယ်ကြသေးလို့အခုသာညလေကောင်တက်အကုန်လုံးလုံနေအောင်လွတ်ပေါ်တာတော့ဒီလမ်းမတစ်ခုပဲရှိတာပေါ့ဒါမျိုးဝင်လမ်းမပဲမျိုးဝင်လမ်းမကြောင်းလမ်းပါညာဟိုဘက်မှာရှေ့ဘူဂျုံဘူဂျုံလမ်းမယ်ဘူဂျုံလမ်းကအဲအနော်ရထားလမ်းရှိတယ်ဘန်ဒူလာလမ်းရှိတယ် လမ်းမကြီးဒါတော့ပြောလို့မျိုးဝင်လမ်းမကြီးဟုတ်ကြီးရှိလားနဲလေဟိုရှင်များတို့ပုံနေလဲပေါ်တော့လို့ဒီကဒီမျိုးအချောင်းမျိုးဆိုတာတခါတော့ကအီယာဝီတန်းရမျိုးအခုတော့ရန်ကုန်တိုင်းနဲ့ရန်ကုန်တိုင်းလေပေါ့ထောင်ကူကဘလောက်ကဟိုလေ98ခုနဲ့လောက်ဩဒါဝိုင်းပြည့်တင်းနေတုံးရောက်တယ်ဩအဲဝိုင်းတင်းနေတုံးဆိုဝိုင်းကိုဩဟိုက1 2 3 insane bio စီရနေဩဘယ်တော့ကထွေးဟို 哦哦哦哦。你别别钱嘛。你别干。那那。哦，那那那。干嘛？阿他干些，我就关键些。哦，阿他干，我一般。你在六八六嘛，喜欢。嗯嗯，好不的。အဲ့ရန်ကတပ်ဖွဲ့တာမြို့ရဲ့အင်္ဂါတွေပေါ့နော်မြို့ရဲ့အင်္ဂါတွေအင်း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 အဲ့ဒါကိုအချင်းများပြောဝင်ရအီအိုတိုင်းတော်လည်းသူကမြို့ပဲမြို့ပဲအခုရန်ကုန်တိုင်းနဲ့သူဘာကြောင့်လို့တိုင်းကိုဘယ်ညဟိုအတွင်းလဲရတာလဲဘယ်လိုများမြင်မိလဲဘယ်လိုမြင်လဲဆိုတော့တပည့်တော်ထင်ရတော့ကို မ်းမဆက်သွယ်ရေးရလို့ထင်တာပဲဖြစ်။အော်။အရွယ်ရိုင်းမှာကြာဒီလိုအရွယ်ဝီမြေကြီးချား။မြေကိုပဲအဟောချားတယ်။မြေကကမ်းပြူတိုက်စား။အရင်တော့မြေကိုပဲအမိပြုခဲ့တာရှေ့နှစ်ပေါင်းများစွာလေ။မှန်ပါမှန်ပါ။အဲ့တော့ဒါဆိုမြို့နယ်တွေကိုမြို့နယ်တွေထဲအခုကြာမြင့်နဲ့ပိုင်းချလိုက်တော့မှန်ပါ။အဲ့လိုဖြစ်သွားတာ။မှန်ပါ။ဓနုပြူနဲ့လည်းဆက်တယ်နော်။မှန်ပါ။အောက်ဘက်ကဓနုပြူဆက်တယ်။အင်း။ဒါကမြေဘက်ကိုချိုးတယ်။ဒါမှသာဇောင်းဝင်ကြီးပြ။ဘယ်ဥစားလဲ။ ပဲချမ်းမဟာတန်တစောင်းလို့ခေါ်တယ်ကျောက်စာဘူရှိဘဘနေဘူရှိဘဘနေဘူရှိဘဘနေဘူဟုတ်လားကျောက်စာတိုင်းဘူတော့ပြီဒီမှာအများဆုံးလို့ဒီမှာအပြည့်ဆုံးဆုံးပေါ့ဘူတော့အပြိုင်မဲ့ပြိုင်ဘူတော့တော့ထက်နေနေဘယ်နှချက်များတာလဲပြောတာလဲပြောတာဘူတော့အခုအခုပြောကုန်နေကုသလို့လားမှန်ပါဘယ်ဘက်ကဘယ်ဘက်ကတိုက်နေစီဦးဒါတိုင်းနဲ့ဆေးရောမှန်ပါဒါဒီဘက်ကတောင်ကြောင်းပြန်မဝီတော့ရောက်မှာဒါခုနေဥကျဆက်တော့ဒါဟိုခုနေတော့

ရှိမှကားဝင်တယ်လို့ပြောတယ်။တန်လေးကြီးပဲပြောတယ်သူက။ဒီပေါ်အဲ့ဒါကြောင့်တစ်ချက်လောက်ပုံကြီးမနေဘူး။ဟိုးမှာအင်္ဂလိပ်လက်ထက်ကကျောင်းကြီးရှိတယ်။ဟိုး။အော်ဟိုးကမြန်မာကျောင်းပဲ။အော်အဲ။ဟီတော့ဗေဒရေးခဲ့ဆရာတော်ကြီးဆရာဖြောက်ဆရာတော်ကအဲ။ဟုတ်လား။ဟီတော့ဗေဒဆိုတော့ဖြောက်ဆရာတော်ကအဲ့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 ကျောင်းတော်ပေါ့။ဟိုးကထွက်တာဗျာ။နောက်သမင်းကျန်ဦးဇဏကတော့အဲ့အဲ့ကျောင်းမျိုးဆက်တွေရှင်မြဘေးရတာတော့ပြီးတော့ဒီအဖြောက်ဇာတိပဲပြောတာမဟုတ်ဘူးပြီးတော့ကျွန်းနေကြတယ် ေဘောဤဘောဤဘောဝမ်းသာရတာဆက်တာမောင်းလိုက်တော့ခဏလေးနောက်ပြီးကျမှနောက်ပြန်ဆုပ်လို့ရတယ်နောက်ကားကလည်းပါတော့မလွတ်လောက်ဘူးအေးမလွတ်လောက်ဘူးလားမလွတ်လောက်ဟွန်းဟွန်းတော့ဝင်ခွင့်မပေးဘူးဒီဟုတ်လားဟုတ်ပါနလန်းတွင်ကားဆိုင်ကစပီးချင်းငုံမပြူဘူးကိုကတော့မသိသူ့လိုရင်ဆင်းလိုက်အော်ဒါတန်ဆောင်ဟုတ်ပြီဟုတ်ပြီတန်တယ်ဒီနေ့ကြီးပဲအေးဘောဒီဘက်ကမှာအိုးရှေ့ရှေ့ရှေ့ရောင်းနေတန်တယ်နော် ်ပို့တော့နေရနှစ်ပေါင်း100ကျော်ပြီဗျာ။အော်100ကျော်ဒါအခုပြီးခဲ့တဲ့၄2015လောက်ကတော့ဘယ်လိုမြောင်းလိုက်တာလဲ။ဟုတ်ပြီ။ဒါရှိ2015ဥမင်းအောင်လဲဆိုတော့ရောနေအောင်ဖြစ်နေတာဖြစ်တာ။အော်ဒီမင်္ဂလာပါအဲ့ဒါတော့ဒေါက်တာသူရိယဟုတ်တော့ဘယ်တော့လဲဟုတ်လား တက်တော်အပြည့်39ဘုရားကူတက်တော်ဘယ်လောက်တော့အေးဒီက30မပြည့်သေးပါဘူးဗျာအေးလေ29သူက39ဟုတ်လားအေးဘောပါနော်သူကြောင်းနေစိုးရဲဆိုမှန်ပါလေဒါတော့ပြီးတော့ကြောင်းထိုင်ဖို့စဉ်းမရှိဘူးလေခေါ့မဟုတ်อืมอืมပြီးတော့ဟိုကိုဗစ်တွေပါတယ်ဖြစ်တော့ဒီတက်ကတော်ကပိတ်သွားတဲ့ခါကျတော့ဟိုအိမ်မှာနေနေလို့လည်းအဆင်မပြေတပြီးတော့ကြောင်းမရှိတဲ့သူလေ ဟိုငယ်ဖြူမဟုတ်ဟိုရောငယ်ဖြူတော့ငယ်ဖြူဆိုပေမဲ့ရွာเจ้าမရှိတော့အိမ်မှာနေနေရတာအဆင်မပြေတော့เจ้าတကာကကြီးလေးဝယ်ပေးမယ်အဲ့မှာသွားပြီးတော့နေပါလားဆိုတော့ခြုံရှင်းပြီးတော့ခတ်တီနဲ့သွားနေတာတန်ခါနိုင်ကနဲ့မြို့နယ်သာသနာရေးမှူးနဲ့ကကျူကျော်ကြောင့်ဆိုပြီးလာဖြတ်သွားတော့ဟောအဲ့ဒီမှာပြီးတော့ဟိုအထောက်ထားတွေတောင်းတော့ပြီးတော့စာရက်ပေးတဲ့ခွန်ကြီးဆိုပြီးတော့မြို့နယ်သာသနာရေးမှူးကကြောက်ဖြစ်အောင်လုပ်ပြီး